မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့မှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်နန်ဒမေရှင်းထိဆက်နေတဲ့သခိုင်းတိုင်းကလေးမြို့မှာစစ်ကောင်စီအုပ်စုကမြေချင်းတွေကိုတူထားပြီးတော့အခိုင်မာဘန်ဂါတွေတိဆောက်ကခန်းဆဲအတွက်ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးမြို့တောင်ဖီလာတောင်ဒေသကော်ကဲရေးစစ်ဌာနချုပ်ဒါကစာနှစ်နှစ်ရှစ်တပ်ထောက်ပို့တပ်89တပ်ခရိုင်ရဲစခန်းမြို့နယ်ရဲစခန်းတာဟန်းရဲစခန်းစတဲ့နေရာတွေမှာစစ်ကောင်စီအုပ်စုကဆက်နက်ပေခန့်အမြင့်ရှိတဲ့ဘန်ဂါတွေကိုတိဆောက်ထားတယ်လို့အခုရက်ပိုင်းမှာအဲ့ဒီတပ် စခန်းတွေအနီးအနားကမြေတွေကိုတူးဖော်ပြီးတော့မြေချင်းတူးပြီးခန်းစစ်တွေပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ကလေးမျိုးဝင်ထွက်ရာလမ်းတွေကိုမြင်တွေ့နိုင်မယ်။ဟိုတယ်နဲ့အဆောက်အဦအမြင့်တွေပေါ်မှာစနိုက်ပါသမားတွေကိုကင်းချထားပြီးတော့ပင်လုံရက်ကွက်မှာတရှိတဲ့စစ်ကောင်းစီအုပ်စုရဲ့အမြောက်တပ်ကနေပြီးတော့ဖလားမျိုးကိုမစ်ဆိုင်းဒုံးတွေနဲ့မကြာခဏပစ်တာတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ချင်းမှာကြာရင်ဒီဘက်ကိုလှည့်လာနိုင်တယ်ဆိုပြီးတော့ပြင်ဆင်နေတာအရင်ကတော့ဒါကဆာနားမှာမြေချင်းတူးတာတမိုင်လောက်တော့ရှိတယ် အဲ့ဒီလမ်းတွေကဘယ်သူကမှသွားခွင့်မပေးဘူးအခုကတမိုင်လောက်ကနေထပ်တိုးပြီးတော့တူးတာအားချက်အေးပေါ်အမြန်ကိုတူးနေကြတာအဲ့ဒီဘေးမှာမိုင်းတွေလဲထောင်ထားတယ်လို့သိရတယ်ခွေးတွေဖြတ်နွားတွေတိုးကြတော့တခါတခါမိုင်းတွေကထထပေါက်တယ်ဖလန်းကိုလည်းကလေးမျိုးကနေပြီးတော့လှမ်းထုတ်နေတယ်ကြီလမ်းကြောင်းကနေအိမ်တွေကြီစားထိမှန်ပြီးတော့ပျက်စီးတာတွေရှိတယ်လို့ပြောဆိုထားပါတယ်အဲ့ဒီလိုမျိုးစေကောင်းစီအုပ်စုကကလေးမျိုးပေါ်မြေချင်းတူခန့်စစ်ပြင်းစင်တာဟာ မြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့နယ်နိမိတ်ချင်းထိစပ်နေတယ်ချင်းပြည်နယ်ဖလန်းမြို့နယ်မှာမြို့သိမ်းတိုက်ပွဲပြင်းထန်နေတာကြောင့်ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီးတော့ကလေးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောဒီတွေနဲ့ဖမ်းဆီးထားတဲ့ပေါ်တာဆွဲထားတဲ့ဒေသခံတွေကိုအုံပြပြီးတော့ဘန်ကာတွေဆောက်တာမြေချင်းတူတာအုပ်စီတဲတဲမြေစာပစ်တာတွေကိုလုခိုင်းနေတယ်လို့ကလေးမြို့မှာနေထိုင်သူတူကပြောပြထားပါတယ်မြေချင်းတူတာကပြူစောထီတွေနဲ့ဖမ်းခါရတဲ့သူတွေကိုတူးခိုင်းတာပါအရင်ကလမ်းစုံမှာဘန်ကာဆောက်တာရှိတယ် ်နောက်တစ်ခုကရဲစခန်းရှိမှစောက်တာရှိတယ်သူတို့ဟာသူတို့လုံနေကြတာအခုကတော့ဖမ်းခံရတဲ့သူတွေကိုပါမြေချင်းတွေတူးခိုင်းနေတယ်တဲတွေကိုတဲခိုင်းနေတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်စစ်ကောင်စီအုပ်စုကကလေးမျိုးကိုဝင်ထွက်ရာအဓိကလမ်းမကြီးတွေဖြစ်တယ်ကလေးခန့်ခေါ်လန်းကလေးရာစကြိုလန်းကလေးတမူကလေးဝလန်းတွေကိုအဝင်ထွက်တွေပိတ်ထားပြီးတော့မြို့အဝင်ထွက်နဲ့မြို့တွင်းမှာဖမ်းဆီးစစ်ဆေးတာတွေကိုပုံမို့ပြီးတော့တင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့ခရီးသွားလာသူတွေကပြောလဲပြောပြခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ ကလေးမျိုးနဲ့ချင်းပြည်နယ်ကိုအဓိကဆက်သွယ်ရာလမ်းမကြီးဖြစ်တဲ့ကလေးတီးတိမ်ဖလန်းကားလမ်းဘေးမှာတည်ရှိတဲ့ခိုင်ကမ်းမျိုးမှာလည်းကရုတ်ချင်းတွေတူးထားပြီးတော့ခန်းစစ်တွေပြင်ဆင်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီအုပ်စုဟာကလေးမျိုးပေါ်မှာပေါ်တာဆွဲတာပြန်ပေးဆွဲပြီးစစ်သားတပ်တွေစုဆောင်းတာတွေကိုလည်းလုပ်နေပြီးတော့နိုဝင်ဘာလကနေဒီဇင်ဘာလ25ရက်နေ့အထိကလေးမျိုးပေါ်ရက်ွက်တေးမှာနေထိုင်သူအယောက်30ကျော်ဟာဖန်စီပေါ်တာဆွဲခံရတယ်လို့မြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းမြို့နယ်မှာစက်ကြီးကောက်ရံပြည်သူပိုင်ကားများကိုချောဆွဲပြီးတော့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ25ရက်နေ့မနက်9နာရီခန့်မှာချောင်းဦးမြို့နယ်ငါးရှံရွာကြားမှာရှိတဲ့တန်လွင်မြမစီဆိုင်အနီးမှာခရီးသွားပြည်သူများထံကနေပြီးတော့အတင်းအဓမ္မစက်ကြီးကောက်ရံချောင်းဦးမြို့မိုးကောင်းချောင်းအတွင်းက ပြည်သူပိုင်ကားများကိုချောဆွဲပြီးတော့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ35မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက9ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးတဲ့သူတွေထဲမှာတောပူပြူစောတိရွာကရဲတအုပ်နဲ့ပါဝင်တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များကလက်နက်ကောက်ယူရန်စူးစမ်းခဲ့တော့လဲ ြံနေတဲ့စစ်ကောင်စီတပ်သားတွေကပြန်လည်ပြစ်ခတ်နေခြင်းကြောင့်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။လက်နက်တွေတော့မရလိုက်ပါဘူး။စစ်ခွေးနှစ်ကောင်ကခံပြစ်နေလို့လက်နက်တွေမကောက်လိုက်ရပါဘူး။ကျွန်တော်တို့အနီးကပြစ်ခတ်တိုက်ခတ်ခဲ့တာပါ။ခရီးသွားပြည်သူတွေကားဆရာတွေစစ်ခွေးတွေနဲ့အတက်နိုင်ဆုံးရှောင်ပြီးတော့မောင်းပေးကြဖို့နဲ့ပြီးတော့ပြစ်ခတ်တန်းတွေလက်နက်ကြီးအတန်းတွေကြားရင်အကာအကွယ်ရှိတဲ့နေရာမှာနေကြဖို့မြစ်တာရက်ခံကြမှာတယ်လို့ Farmers Revolution Force အဖွဲ့ကတာဝန်ရှိသူတအုပ်ကမှာကြားထားပါတယ်။၎င်းတက်ခတ်မှုကိုမုံရွာခရိုင်တိုင်ရင်းရှင်းနဲ့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ ်လုံချုံရေး CDSOM ဘိုးဆက်ကြစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ချောင်းဦးမြို့ပေါက်အင်းဆိုင်ကွင်းရုံးကအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးပစ်ကူများနဲ့ဒရဇက်ပစ်ခတ်ပေးခဲ့ကချောင်းဦးမြို့ခရေဖြူဂိတ်ကစစ်ကောင်စီတပ်သားများစစ်ကူရောက်ရှိလာတဲ့အတွာတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မွေးပသိမ်းရွာကိုအကြမ်းဖက်စစ်တပ်ကမိရှုပ်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ25ရက်နေ့မွန်လွယ်ပိုင်းမှာမရိယာမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ပြည်သူပိုင်နေအိမ်များကိုမိရှုပ်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်ထိကျေးရွာအတွင်းမှာပြက်ဆင်းမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲအကြမ်းမဲ့စစ်တပ်ကပြည်သူပိုင်နေအိမ်များကိုဇက်တိုက်မိရှုပ်နေတယ်လို့သိရပါတယ်မွေပသိန်းရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ခွေးတွေကဇက်တိုက်ကိုမိရှုပ်နေတယ်ရွာတွေကအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုရှိမရှိအခြေအနေတွေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့ Voice of Mandalay အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲမကွေးတိုင်းမြိုင်မြို့နယ်ဝက်ပုတ်ရွာကိုလည်းအကြမ်းမဲ့စစ်တပ်ကမိရှုပ်ဖျက်ဆီးနေ ကြောင်း we left မြန်မာအဖွဲ့ကပြောဆိုထားပါတယ်ဒီသမလာ25ရက်နေ့မနက်10:00နာရီကမှမြန်မြွနယ်တောင်ပိုင်းစစ်မှုနှစ်ကနေထွက်လာတဲ့အင်အား80ကပါတဲ့အကြမ်းမဆက်တဲ့စစ်ကြောင်းဟာဝက်ပုတ်ရွာကိုတနံများပြစ်ဖောက်ကဝင်ရောက်ပြီးတော့စီးနှင်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက်စီးနှင်းပြီးတဲ့နောက်အကြမ်းမဆက်ကောင်းစီတပ်သားများကပြည်သူပိုင်းနေအိမ်များကိုဇက်တိုက်မိရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီးတော့ကျေးရွာအတွင်းပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုအခြေအနေကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းနမောင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကအသက်60အရွယ်ရုံးမင်ကွက်ချေရွာသားဥမောင်ဆန်းကိုအကြောင်းမဲ့တပ်ဖြတ်ပြီးတော့ရုပ်အလောင်းမှာမိုင်းထောင်ထားခဲ့တဲ့အတော့အလောင်းကိုမကောက်နိုင်သေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ25ရက်နေ့မနက်9နာရီခွဲအချိန်ကမှနမောင်မြို့နယ်ဥယျင်ချေရွာအရှိတ်ဘက်တမိုင်ကန့်အကွာမှာစိတ်ကြောင်းနေတဲ့ရုံးမင်ကွက်ချေရွာကအသက်60အရွယ်ဥမောင်ဆန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများက တောထဲမှာအကြောင်းမဲ့တက်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတက်ဖြတ်ပြီးတဲ့နောက်တေဆုံးသူရဲ့ရုပ်အလောင်းပေါ်မှာဘက်ထရီဝိုင်ယာဂျိုးများနဲ့မိုင်းစင်ထားခဲ့ခြင်းကြောင့်ပြည်သူများဟာလက်ရှိအချိန်အထိအလောင်းကိုကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကြီးရွာများကိုဇက်တိုက်စစ်ကြောင်းထုံးနေပြီးတော့ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးတက်ဖြတ်နေခြင်းကြောင့်ကြီးရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ရုပ်အလောင်းကအခုလက်ရှိမကောက်နိုင်သေးဘူး။စစ်ခွေးတွေကအလောင်းမှာမိုင်းတွေကိုဆင်ထားခဲ့တယ်။ ဥယျင်ကျေးရွာအနီးကတောဆက်မှာစိတ်ချောင်းနေတဲ့ရုံးမင်ကကြေးရသားဥမောင်ဆန်းကိုအကြောင်းမဲ့တတ်တတ်တက်ဖြတ်ပြီးတော့ခန္ဓာကိုယ်ပေါ်မှာဘက်ထရီဝါယာဂျိုးတွေနဲ့မိုင်းဆင်ထားတာရုပ်အလောင်းနာကိုလည်းဘယ်သူမှမကတ်ရဲသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ဇရက်ကြီးရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ရာအမျိုးသမီး2ဦးထိရိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားရ25ရက်နေ့နေ့လယ်7:00နာရီလောက်မှာတောင်သာမြို့နယ်ဇရက်ကြီးရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့တစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ မိုးလွဲ့နှစ်နာရီခန့်မှာအကြမ်းဖက်စစ်တပ်ကထပ်မံပြီးတော့လေယာဉ်နဲ့ဇေယျကြီးရွာစတင်ကြောင်းကိုလေထီအင်ဂျင်တက်ထားတဲ့ဘုံဒီများနဲ့ထပ်မံကျဲချတိုက်ခိုက်ရာအမျိုးသမီးတဦးထိခိုက်ဒဏ်ရာထပ်မံပြီးတော့ရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကျေးရွာစတင်ကြောင်းအဆောက်အဦလည်းထိခိုက်ပျက်စီးခဲ့ပြီးတော့အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် နေ့လယ်7နာရီလောက်က jet fighter နဲ့တစ်ချိန်လာပစ်သွားတယ်။နှစ်နာရီလောက်မှာတော့လေထီ engine တက်ဘုံသီးနှစ်ချိန်ထပ်ပြီးတော့ကျဲချသွားတယ်။ပထမတစ်ချိန်လေရင်ရဲ့ဘုံသီးကြောင့်ပြည်သူအမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။လေထီနဲ့တစ်ချိန်ထပ်မှန်ပြီးတော့ဘုံသီးကျဲချတဲ့အခါမှာလဲပြည်သူအမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။နှစ်ဦးလုံးကတော့စိုးရိမ်စရာမရှိပါဘူးလို့ဒေသခံပြည်သူတအုပ်ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကော်မူးမြို့နယ်နဲ့စကိုင်းတိုင်းရွှေဘုံမြို့နယ်တို့မှာအတင်းအဓမ္မစစ်မှုထမ်းစုဆောင်ခံရသူနှစ်ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ24ရက်နေ့မနက်9:45မိနစ်ခန့်မှာကော်မူးမြို့နယ်နဲ့ရွှေဘုံမြို့နယ်တို့ကအတင်းအဓမ္မစစ်မှုထမ်းစုဆောင်ခံရသူနှစ်ဦးဟာလက်နက်ခဲယမ်းများယူဆောင်လာခြင်းမရှိဘဲတောင်သူဦးကြီးများအဖွဲ့ PDF အဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်ရောက်ခဲ့သူနှစ်ဦးဟာရွှေဘုံမြို့နယ်လေ့ကျင့်ရေးရှိတဲ့ စစ်မှုထမ်းတင်တန်းစဉ်းစားသူများဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာအလင်းဝင်ရောက်လာသူနှစ်ဦးကိုတေချာစွာဆက်စိတ်မိမြန်းပြီးတော့သူတို့ရဲ့လုံခြုံရေးစားရေးနေရေးတို့ကိုတပ်ဆိုင်ရာအဆင့်ဆင့်တာဝန်ရှိသူတွေရဲ့လမ်းညွှန်မှုနဲ့ထိမ့်သိမ်းဆောင်ရွက်ထားပါတယ်လို့တောင်သူဦးကြီးများအဖွဲ့ PDF အဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံမလဝန်းကပြောဆိုထားပါတယ်အလားတူပဲမကွေတိုင်းထီးလင်းမြို့နယ်မှာရှိတဲ့မြို့မရဲစခန်းကအကြမ်းဖက်စစ်ကောင်စီရဲ့ရဲတပ်သားထမ်းဖေဟာမိသားစုနဲ့အတူတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းကြောင့်ဂုံပြုစုငွေ သိန်း90ချင်းမြေပေးခဲ့ကြောင်းထီလဲမြို့နယ်ပြည်သူ့ကာကွယ်တပ်ရင်းအဖွဲ့အများရဲ့တာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒီဇင်ဘာလ22ရက်နေ့မှာဗျူဟာအမတ်87ရောဗျူဟာနဲ့အမတ်7စစ်တီသာဂံကောခရိုင်အမတ်140တပ်ရင်းကို ထီးလင်းမြို့မြို့မရဲစခန်းကရဲတပ်သားထမ်းပေဟာမိသားစုနဲ့အတူ G3 တနက်တလက် G3 ကြီပေါက်နှစ်ခု 7.62G 164000နဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့အတွက်ဂုံပြုစုငွေ390ချက်တိတိကိုချင်းမြင့်ကလွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။အချက်ဖတ်စစ်တပ်ကစီဒီအမ်ပြုတ်လုချင်းနဲ့စစ်ကောင်စီတပ်သားများအချိန်မီအ мян ဆုံးစီဒီအမ်ပြုတ်လုပါကကြိုးစုံမှာဖြစ်တယ်လို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ရင်းအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရင်တဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ